တခါတော့နာမီဂျိုစကားပြောပွဲတစ်ခုမှာနာမီဂျီစိတ်တမြင့်တင်ရေးစပီကာတဦးကပရိသတ်ကိုဒေါ်လာ20ဒံငွေစကူတရွက်ကိုမြောက်ပြပြီးဆက်တင်ခဲ့ပါတယ်။ဒီဒေါ်လာ20ဒံကိုဘယ်သူလိုချင်လဲလို့သူကမေးလိုက်တော့ခမ်းမထဲကလူပေါင်းရာကြီးဟာလက်တွေကိုဝေယံပြီးထောင်ပြကြပါတယ်။ စပီကာကပြုံးလိုက်ပြီးကောင်းပါပြီဒါပေမဲ့ကျွန်တော်ဒါကိုမပေးခင်တခုခုလို့အိုးမယ်လို့ပြောလိုက်ပါတယ်။သူဟာဒေါ်လာ20တန်ကို သူ့လက်ထဲမှာကြစ်ကြစ်ပအောင် လုံးချေလိုက်ပါတယ်။ငွေစကူဟာရှုံးတော့တွင်ကြည့်သွားပါတယ်။အခုရောဘေတူလိုချင်သေးလေလို့ထမေးလိုက်တော့လူတိုင်းရဲ့လက်တွေဟာ ခုနကအတိုင်းပဲပြန်ထောင်လာကြပါရဲ့စပီကာဟာခေါင်းညိပ်ပြီးအဲ့ဒီငွေစကူကိုဂျမ်းပြင်ပေါ်ချလိုက်ပြီး သူ့ဖိနှက်နဲ့နင်းချလိုက်ပါတယ်ပြီးတော့ခြေထောက်နဲ့လိမ့်ပြီးညစ်ပတ်ပေးချန်အောင်လှုပ်လိုက်ပါတယ်နောက်ဆုံးမှတော့အဲ့ဒီငွေစကူကိုကောက်ယူလိုက်တဲ့အခါတွင်ကြီးညစ်ပတ်ပြီးပုံပြက်နေပါပြီဂျီဒီမှာပုံပြက်ပန်းပြက်ဖြစ်ညစ်ပတ်ပေးချန်သွားပြီမယ်ဘေသူလိုချင်သေးလဲအန်ဒက်ဇာကောင်းနာကတော့ကမ်ထိတ်လူအားလုံးရဲ့လက်တွေဟာအဝေါ်ကိုထောင်းနေစေပါပဲပေးချန်တော့တင်ကန်စာစပီကာဟာဖြည်းဖြည်းချင်းမတည့်ရလိုက်ပြီး ပရိသတ်ကိုစိုက်ကြည့်ရင်အခုလိုပြောလိုက်ပါတယ်။သူငယ်ချင်းတို့ဒီနေရာမှာခင်ရတို့အတွက်ကြီးမားတဲ့တင်ကန်းစာတစ်ခုရှိပါတယ်။ဒီဒေါ်လာ20တန်ကိုခင်ရတို့ကျွန်တော်ဘာပဲလုပ်လို့လုံးချေဖြစ်ဖြစ်နင်းချေဖြစ်ဖြစ်ညပတ်အောင် လုပ်ဖြစ်ဖြစ်ခင်ရတို့ဟာ အမြဲတမ်းလိုချင်နေသေးပါပဲ။ဘာလို့လဲဆိုတော့သူ့ရဲ့တန်ဖိုး Freddy ဟာဘလိုမှပြောင်းလဲမသွားလို့ပါ။ ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်းအဲ့ဒီလိုပါပဲလူတွေက ကျွန်တော်တို့ကိုပြုတ်ကြအောင်သွင်းချမယ်စိတ်တက်ကြအောင်ဝေဖန်မယ်အခက်အခဲတွေခီခီဂျီဖရှင်။ကြောင်ကျွန်တော်တို့ဟာတွင်ကျင်နေတဲ့ငွေစကူလိုဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့အဲ့ရာတွေကအရေးမကြီးပါဘူး။အပြင်ပန်းပုံပန်းတန်တန်ဘီလိုဝဲပြည့်ဝင်းသွားပါစေ။ခင်ညာတို့ရဲ့အတွင်းစိတ်ကတန်မိုးအေးဝဘဂျီ ဟာဘယ်လို့မှမပြောက်ွယ်ပါဘူးတင်းဟာဒေါ်လာ20တန်းလိုပဲဘယ်ချင်းနေဘယ်ရောက်ရောက်တမိုးရှိနေစေဖာပဲအဲ့ဒီအချက်ကိုဘယ်လို့မှမမေ့ပါနဲ့